်မတ်လ9ရက်နေ့အတွက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပြီးခဲ့တဲ့မတ်လ4ရက်ညနေပိုင်းကစစ်မှုထမ်းစုဆောင်းလာသူတွေကိုတင်ဆောင်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့တင်ပေါ်ကိုတင်းသားအတိုင်းတဝဲမြစ်ကြောင်းမှာလောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့တဝဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းပြီးကြားဖြတ်တိုက်ခတ်ခဲ့ကြောင်းသိရပါတယ်ရှင် ရှမ်းပြည်တောင်ပိုင်းလင်းခေကနေတန်လွင်မြစ်ကိုဖြတ်ပြီးကရင်နီပြည်ရှားတော်မြို့နယ်ကိုချိတ်ဆက်မဲ့တံတားတစ်စင်းကိုစစ်ကောင်စီကတိစောက်နေတယ်လို့သိရပြီးဒီတံတားစီမံကိန်းကိုတော့လာမယ့်နှစ်အတွင်းအပြီးတိစောက်ဖို့မျှော်မှန်းထားကြောင်းထိုင်းသတင်းမှဖော်ပြထားပါရရှင်။စကိုင်းတိုင်းတစင်းမြို့မှာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ဘက်က ထိခိုက်သိမ်းဆုပ်မှုများသလိုစစ်တုံးပန်း9ဦးဖမ်းမိထားကြောင်းဒေါ်လာရဲ့အဖွဲ့ဝင်တွေကပြောပါရတယ်။ မတ်လ3ရက်မနက်ပိုင်းကစလို့ဒဇယ်မျိုးနဲ့အနီးဝန်းကျင်ကစစ်ကောင်စီတပ်စခန်းတွေကိုတော်လှန်ရေးတပ်တွေကတိုက်ခိုက်နေတာဖြစ်ပါရဲ့ရှင်။တရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးဆိုပြီးစစ်ကောင်စီကဖမ်းအမျိုးပေါ်မှာရှိတဲ့ကုန်ပစ္စည်းတိုးလောင်ရာဂိုဒေါင်တွေနဲ့ထိုင်းနယ်စပ်ကကုန်တယ်လာတဲ့ကုန်ကားအများအပြားကိုဖမ်းဆီးထားတယ်လို့သိရပါရယ်။ကုန်ကားအစီးရေ300ထပ်မနည်းသိရှိခံရပြီးအဲ့ဒီကုန်ကားတွေထဲမှာအပြည့်ရကရင်လက်နက်ကန်အဖွဲ့အစည်းပိုင်ကားတွေနဲ့ BGF ပိုင်ကားတွေအများအပြားပါတယ်လို့ကရင်သတင်းရှင်းမြစ်ကပြောပါရယ်ရှင်။